ကျွန်တော်တို့က AI လို့ပြောလိုက်ပြီဆိုလို့ရှိရင်မျက်လုံးနဲ့မှလူတိုင်းနှိပါပြင်းမြင်ကြတာပြင်မလားကွန်ပျူတာပရိုဂရမ်ကုတ်တီတို့ data တွေတို့ algorithm တွေ AI model တွေအဲအဲ့လိုမျိုးတွေပြင်းမြင်ကြတာပြောမှာဆို digital footprint တွေကိုပဲအများဆုံးမြင်ကြတာပေါ့နော်အဲ့ဒီကိစ္စတွေရဲ့နောက်ွယ်မှာကျွန်တော်တို့တုံတုံယုံလူကသတိမထားမိတဲ့မမြင်ကြတဲ့နော်ဒီ industry တွေကလူတွေပဲတည်တဲ့ physical footprint တွေအများကြီးရှိတယ် အခုလက်ရှိကျွန်တော်တို့သုံးနေတဲ့ AI တွေကသဝီယန်းရေငတ်တဲ့ကောင်းလေဆိုတော့ကျွန်တော်တို့ကအရင်ကြီးရေရှားတဲ့နေရာမျိုးတွေမှာနေကြတဲ့သူတွေမဟုတ်တဲ့အခါကျတော့တိတ်တာသတိမထားမိတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေအတွက်အဓိကလိုတဲ့ resource ကနှစ်ခုရှိတယ်ရေရယ် energy ရယ်အဲ့ဒီနှစ်ခုစလုံးက AI အသေးကြိတ်တာဘလောက်တောင်ကြိတ်တယ်လဲဆိုလို့ရှိရင်ခမည်းရေးလိုက်တဲ့ prompt တစ်ခုပေါ့နော်မေးခွန်းတစ်ခုအတွက်ကိုသူကနေပြီးတော့ပြန်ဖြေရတဲ့အဖြေက average အနေနဲ့ ရေ900မီလီလီတာပြောမယ်ဆိုရင်ရေတန်ဘူးအသေးတဘူးစာအဲ့လောက်ကုန်တယ်ဒါ average ကိုပြောတာနော်အခုနောက်ပိုင်းပို့ပြီးတော့အဆင့်မြင့်တဲ့ reasoning model တွေဆိုလို့ရှိရင်အများကြီးပူကျိတ်လိမ့်မယ်ဒီလိုမျိုး prompt တွေကတရက်တရက်တကဘာလုံးကလူတွေကထိုင်မေးတာ billion နဲ့ချီပြီးတော့ရှိနိုင်တယ်ဆိုတော့ရေတွေကတောက်တောက်လေးကိုကုန်တာပေါ့ဆိုတော့နောက်တစ်ခုထပ်ပြောပြမယ်ပုံမှန်အဖြစ်ကျွန်တော်တို့ data center တစ်ခုကပြင်းပြအဖြစ်တရက်ကိုရေကလန်း သုံးသန်းကနေပြီးတော့ငါးသန်းအထိသုံးတယ်အဲ့ဒီရေပမာဏကလူဦးရေသုံးသောင်းကနေပြီးတော့ငါးသောင်းလောက်ရှိတဲ့မြို့တစ်မြို့ရဲ့ရေလိုအပ်ချက်နဲ့ညီတူညီမျှလောက်ရှိတယ်2022ခုနှစ်မှာဒီ data center တွေ AI server တွေအတော့ Meta ရဲ့ Google ရဲ့ Microsoft ရဲ့အဲ့ဒီ giant သုံးကောင်ကပေါင်းပြီးတော့သုံးတဲ့ရေကာလန်ပေါင်း980ဘီလီယံရှိတယ်လို့ပြောတယ်ဒါ2022တုန်းကနော်အခုဆိုလို့ရှိရင်ဒီတဲ့အများကြီးပုံများနိုင်တယ် ဆိုနှိုင်းရှင်မြည်ပြောရမယ်ဆိုရင်မြန်မာတနိုင်ငံလုံးကလူဦးရေအကုန်လုံးပေါ့နော်အအိမ်ဆောင်စုတွေအကုန်လုံးရဲ့ရေသုံးဆက်မှုက265ဘီလီယံလောက်ရှိတယ်ဆိုတော့ဒီကုမ္ပဏီ၃ခုက data center ကတင်မယ်ကျွန်တော်တို့နိုင်ငံရဲ့နှစ်ဆသွားရေသုံးနေတာပေါ့ဆိုတော့တခြားဒီ cloud တို့နော် deep seek တို့တခြားသော AI startup တွေမပါသေးဘူးဆိုတော့ဟုတ်ပြီကျွန်တော်တို့ရဲ့လူတွေတစ်နှစ်တစ်နှစ်ကိုရေတောက်ဖို့က4 to 5 liter လောက်လိုတယ်ဘာကိစ္စနဲ့နော် metabolism မရှိတဲ့ AI model တွေကရေအလောက်ထိလိုတာလေတကယ်တမ်းကတော့ပြောမှာဆိုလို့ရှိရင်ဒါ directly ဒီကောင်ကြီးကရေတောက်တာမဟုတ်ဘူးပေါ့နော်သူတို့နေနေတဲ့နေရာတွေသူတို့နေနေတဲ့ infrastructure တွေမှာ24နာရီမီလာရမယ်အဲကွန်းချိန်တိုင်းရရမယ်နော် server hardware တွေရှိတယ်ဗျာကြားဘူးတယ်မလား cloud cloud ဆိုပြီးတော့အဲ cloud ပေါ်မှာတင်ထားတယ် cloud ပေါ်မှာ share လိုက်မယ်အဲအဲ့လိုမျိုးနဲ့ခေါ်ကြပြီမဲ့တကယ်တမ်းတိန်နေပေါ်မှာရှိကြတော့မဟုတ်ဘူးလေဟုတ်တယ်မလားအခုကျွန်တော်တို့အခုဒီမှာပြထားတဲ့ warehouse လိုမျိုးအဆောက်အအုံနေတယ်မလားဘောလုံးငွင်း၄ခွင်းစာလောက်ရှိတဲ့ building အကြီးကြီးတွေထဲမှာဒီကောင်တွေက server တွေအနေနဲ့တည်ရှိတာနေတိုင်းเนาะကျွန်တော်တို့စာတွေမေးတာပုံတွေထုတ်ခိုင်းတာအထီးကျန်လို့เนาะ ChatGPT ကိုကောင်မလေးအတန်ပြောင်းပြီးတော့ pocket ရထိုင်ချက်နေတာအဲမျိုးတွေကအဆာเนาะတေးသေးမွားမွားလေးတွေကနေအကြီးကြီးတွေအထီး AI ရင်းပါမှုကနဲတာမဟုတ်ဒီလိုမျိုး AI tools တွေကို run ပေးနေတဲ့ data center ကြီးတွေက server တွေကို24နာရီမီရအောင်လို့လုပ်ပေးထားရတယ် ပရဒီကောင်နီရဲ့မီတာစားနှုန်းကလည်းနည်းနည်းတော့မဟုတ်ဘူးဆိုတော့ဘာဖြစ်တယ်လဲဆိုတော့ energy is neither created nor destroyed ဆိုသလိုပဲเนาะ data center ကြီးတွေကနေပြီးတော့စားလိုက်တဲ့ဒီလျှက်စ် energy ကသူက heat energy အပူ energy အဖြစ်ပြောင်းသွားတယ်ဆိုတော့ထွက်လာတဲ့အပူကိုဖြည့်ရှင်းမှုအတွက်ကျွန်တော်တို့ cooling system တွေကောင်းကောင်းအလုပ်လုပ်မှရတော့မယ် ပုံမှန် data center တွေအတွက်ကိုကျွန်တော်တို့ကလေနဲ့ AAP တဲ့စနစ်တွေသုံးလို့ရတယ်ဆိုပေမဲ့ AI data center တွေအတွက်ဆိုလို့ရှိရင်ကျတော့ရေနဲ့ AAP တာကအများကြီးကိုပို့ပြီးတော့ efficient ဖြစ်တယ်။ရေကလေထပ်ပို့ပြီးတော့ thermal conductivity အများကြီးပိုကောင်းတာ။ဆိုတော့ရေကိုသုံးတဲ့ cooling solution တွေအများကြီးရှိတဲ့အထက်မှာ data center တွေအများဆုံးသုံးတဲ့နည်းလမ်းက evaporative cooling လို့ခေါ်တယ်။ဒီနီလန်းကသူကအပူကိုထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပေမဲ့သူတုံးလိုက်တဲ့ရေရဲ့80%လောက်ကအငွေ့ပြန်သွားတာ ဆိုတော့ရေတွေအများကြီးဆုံးရှုံးတယ်အမြဲမပြတ် तू ကရေအစ်စ်ထက်ထက်ပေးဖို့လဲလိုအပ်တယ်ဖြစ်ပေးတဲ့ရေရလဲဖြစ်ကလက်ဆန်းရေဖြစ်လို့မရအောင် clean water ဖြစ်ရတယ်မဟုတ်လို့ရှိရင် तू က cooling system နဲ့မှာเนาะတန်ကြီးတက်တာတွေကြီးကတ်တာတွေဘက်တီးရီးယားတွေပေါက်တာတွေအဲ့ဒါမျိုးတွေဖြစ်တယ်ဆိုတော့တော်တော် distill water သုံးရတာပေါ့များသောအားဖြင့်အဲ့လိုမျိုးသုံးတဲ့ရေတွေကတို့မူလနေရာကိုပြန်မရောက်တော့ဘူးမဟုတ်ဆို recycle လုပ်လို့ရတယ်ဆိုပေမဲ့အဲ့ဒါကလည်းစံချိန်ပြည့်မီမှရတာဘာညာအဲ့ဒါမျိုးတွေရှိတယ် so evaporative cooling ကြောင့်ရေတွေကအငွေ့ပြောင်းသွားတာတော့ဟုတ်ပါပြီဗောနော်ကျွန်တော်တို့ငငယ်တင်ရတဲ့အတိုင်းဆိုရင်အငွေ့ပြောင်းသွားတဲ့ရေတွေကမိုးဖြစ်ပြောင်းရမှာပဲလीမဟုတ်ဘူးလားအဲ့ဒါကိုရေဆုံးရှုံးနေလို့ကျွန်တော်ကဘယ်ခေါ်နိုင်မှမလဲဆိုပြီးတော့ကတိကသက်အမေးမဲ့သူတွေရှိတယ်တကယ်တမ်းကတော့သူကရေသုံးဆွဲမှုလို့ပြောလိုက်ရင်အဲ့ဒါရေကိုလူတွေချက်ချင်းအသုံးပြုနိုင်တဲ့အခြေအနေကနေပြီးတော့ဖယ်ထုတ်လိုက်တဲ့ပမာဏကိုဆိုလိုချင်တာအငွေ့ပြောင်းတဲ့ရေကမိုးပြောင်းရမှာတော့ဟုတ်တာပေါ့ဗျာ ဒါပေမဲ့အနီးနားမှာချက်ချင်းပြန်ရွာတာမျိုးမဟုတ်ဘဲနဲ့အဝေးကိုလွင့်သွားတာတမှုတရားတွေတဲကိုရောက်သွားပြီးတော့မှရွာလိုက်လို့ရှိရင်ရေငန်နေဖြစ်သွားတာမျိုးမျိုးဖြစ်နိုင်တာပဲဆိုတော့ရေရှားပါတဲ့ဒေသတွေအတွက်ဆိုရင်ဒါမျိုးမြေအောက်ရေဆုံးရှုံးမှုတွေကတော်တော်လေးထိခိုက်နေနေတယ်မြေအောက်ရေပြန်ပြေးဖို့ဆိုတာကလည်းမိုးခေါင်ရင်မလွယ်ပြန်ဘူးဥပမာအနေနဲ့ပြောရရင်2023-2024ဝင်းကျင်ဒီအရီဇိုနာပြည်နယ်မှာ data center တွေကြောင့်လေသမားတွေကရေမလုံလောက်တဲ့အခါကျတော့လေကွင်းတွေကိုသူတို့ ဆုံးဖြတ်ခဲ့ရတာမျိုးရှိတယ်။ဘုံပိုင်ကတုံးရီမရတာမျိုးလည်းဖြစ်တယ်။အဲ့လိုမျိုးပဲ2023ခုနှစ်မှာဥရုဂွေးနိုင်ငံမှာ85နှစ်အတွင်းအဆိုးဆုံးမိုးခေါင်တဲ့အခြေအနေကိုကြုံရတဲ့အချိန်အဲ့ဒီအချိန်မှာ Google ရဲ့ data center တစ်ခုကတနေ့ကိုလူ2000အတွက်လုံလောက်တဲ့ဂါလန်နှစ်တန်းသုံးဖို့ဆိုပြီးတော့လုံလို့ဆန္ဒပြခံခဲ့ရတာမျိုးတွေလည်းရှိတယ်။ Texas ပြည်နယ်မှာရှိတဲ့ AI data center တွေကြောင့် data ကန်တွေကိုရေချိုးတာကြားတဲ့အချိန်လျှော့ဖို့ကိုညွှန်ကြားတယ်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အထီးတွေပါဖြစ်တယ်။ ဟင်းတို့တွေရေသိမချိုးနဲ့နေတိုင်းနေပါလေမချိုးရင်လည်းမချိုးနဲ့ဟောတယ်မလားနှစ်ရက်တစ်ခါတော့ပဲချိုးပေါ့ပြောသလိုပြက်ဆိုတော့ဒီပြဿနာက AI boom ကပိုကြီးလာလေလေပိုဖြစ်လေဖြစ်လာမှာပဲ AI data center အစ်စ်တွေကလည်းစီမံကိန်းတွေအများကြီးလိုထွက်တာတွေရှိတယ်2022ခုနှစ်မှာကလေးကနော်ဒီ data center အစ်စ်တွေရဲ့သုံးပုံတစ်ပုံကြောကြောဦးရေရှားတဲ့ data တွေမှာတိဆောက်ခဲ့တယ်ဆိုပြီးတော့မှတ်တမ်းနေရှိတယ်အဲ့ဒီအပြင်ကိုဒီလာမယ့်2028ခုနှစ်ပေါ့နော်အဲ့ဒီမှာဒီ US မှာ data center အစ်စ် 59ခုကိုထပ်ပြီးတော့အဲ့လိုမျိုးရေရှားတဲ့နေရာတွေမှာပဲထက်ဆောက်ဖို့အစီအစဉ်ထားတာတွေလည်းရှိတယ်။ဘာဖြစ်လို့ရေများတဲ့နေရာတော့မဆောက်ဖ ೇನೆ ဘာလို့ရေရှားတဲ့နေရာခင်ဗျားတို့ကရွေးပြီးသွားဆောက်လဲ။အဲ့ဒီမေကွန်ခင်ဗျားတို့စိတ်ထဲမှာရှိမယ်ဆိုတော့သိတယ်။အဓိကက तू က6တွေးတဲ့ပဝင်းကျင်မှာစိုးထိုင်းစာနဲတာမို့လို့ဈေးကြီးတဲ့ secretary တွေတန်ကြီးမတက်အောင်ရင်ပို efficient ဖြစ်အောင်ရင်ပြီးတော့ဒီရေကြီးတာတို့မုန်တိုင်းတန်ခံရတာတို့အဲ့ဒါမျိုး risk တွေကနေပြီးတော့ကာကွယ်ဖို့ရဥပမာအနေနဲ့ပြောရမယ်ဆိုကြကျွန်တော်တို့ကန်ယူရန်ဒေတာတွေမှာစောက်မယ်ဆိုရင် ပင်လေရရှိတယ်ဆိုပေမဲ့မုံနိုင်တန်ကြောက်ရတယ်ဒီကောင်နေရဲ့ hardware board တွေကနဲတာမှမဟုတ်တော့ဘူးတခုခုဖြစ်ရင်ဒီကောင်နေကလစ်တော့မှတော့ဒီကောင်နေကြောက်တာပေါ့တိရမလား so ခမရိုးစိတ်ထဲမှာနောက်ထပ်မေကွန်းတစ်ခုရှိအောင်မယ်ခမရိုးရှိမရှိတော့မသိဘူးကျွန်တော်တော့ကျွန်တော်ရှိကြတယ်ကျွန်တော်မေးပြီးတော့ကျွန်တော်ပါသာကျွန်တော်ပြန်ပြေးနေတာပဲနော်ထားပါတော့ကဘာမျက်နှာပြင်ရဲ့နော်80ရာခိုင်နှုန်းကရေနဲ့ဖုံးအုပ်နေတယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ပင်လေရေကိုမသုံးတာရေရှားတယ်ရေရှားတယ်မရှားပါဘူးကဘာကြီးကိုကြည့်လိုက်ရင် ပြားနာပဲမှာပင်လေရေတွေအများကြီးမြင်နေရတာပဲအဲ့ပင်လေရေသုံးပေါ့ဟုတ်တယ်မလားဘာဖြစ်လို့မသုံးတာလဲပင်လေရရှားလို့လားပထမဆုံးတစ်ခုကနော်စားပါတဲ့ပင်လေရေကအေးအေးခံတဲ့ဒီကူလင်းစနစ်တွေထဲမှာရှိတဲ့တခြားကရိယာတွေနဲ့နော်သူစီးဆင်းတဲ့ပိုက်တွေထဲမှာတန်ကြီးမြန်မြန်လွယ်လွယ်ကူကူတက်စေနိုင်တယ်ဆိုတော့အဲ့ဒါကိုကောက်ွယ်ဖို့အတွက်သူကတန်ကြီးမတက်တဲ့ equipment တွေသုံးရတယ်အဲ့ဒီတန်ကြီးမတက်တဲ့ equipment တွေကဈေးရန်ကြီးတယ် ောက်တစ်ခုက maintenance နဲ့သူ startup cost ကအရင်များတယ် Microsoft ရဲ့ project netix ဆိုတဲ့ကောင်ရှိတယ်ဒီကောင်ကရေအောက် data center လောက်တာပေါ့နော်အဲ့ဒီစီမံကိန်းဒါပေမဲ့ထိန်းသိမ်းမှုကုန်ကျစရိတ်အရင်များတဲ့ခါကျတော့သူကအချိုးမျမရှိဘူးပေါ့နော် cost effective ဖြစ်ဘူးပေါ့သူတို့အတွက်အဲ့ဒါကြောင့်မို့လို့ဒီ project netix ကို2020မှာနေမြက်ရက်လိုက်ရတယ်နောက်တစ်ခုကပင်လယ်ရေကိုအပူချိန်တချို့မှာတုံးနေဆိုရင်အာ cooling system မှာဂျေးတက်တာမျိုးတွေ နော်အဲခြေကတ်တာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးတွေစုလာလို့ရှိရင်ဆက်ပြတ်မယ်ပေါ့နော်နောက်တစ်ခုက cooling system တွေမှာတုံးတဲ့ရေကတန်းစင်မှုလို့လဲကျွန်တော်ရှေ့ကပြောခဲ့သလိုပဲဆိုတော့အဲ့ဒါတွေအကုန်လုံးအဆင်ပြေပြီးပဲထားအောင်နော်အေးပေးပြီးလို့ပြန်ထွက်လာတဲ့ရေတွေကိုတဘာဝပင်တဲ့ရေတွေကိုပြန်စွန့်ထုတ်ပစ်တဲ့အခါမှာပဝင်းကျင်ရဲ့ဒီဂေဟာစနစ်ကိုထိခိုက်စေနိုင်တယ်အောက်ဆီဂျင်နည်းသွားတာတို့ဆိုင်ယနိုဘက်တီးရီးယားပေါက်တာတို့အဲ့ဒါမျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့ပင်လယ်ရေသုံးပြီးတော့အေးအေးခံမှုအတူအလုပ်နေတဲ့ project တွေရှိတယ် ဒီ Google ကဖင်လန်နိုင်ငံမှာရှိတဲ့ဒီ data center မှာပေါ့နော် AA ခံစနစ်တွေအတွက်ပင်လယ်ရေကိုသုံးခဲ့ဘူးတယ်အ component တွေကိုသူက data ရိုက် AA ပေးဖို့မဟုတ်ဘူးအ computer တွေကို AA ပေးတဲ့ရေဂျိုကိုပြန်ပြီးတော့ AA ခံမှုအတွက်အဲ့ဒီ data မှာရှိတဲ့ဒီ Baltic Sea တွေကနေပြီးတော့ပင်လယ်ရေအေးတွေကိုယူသုံးတာရေဂျိုတွေစီကအပူကိုစုပ်ပြီးတော့နှွေးသွားတဲ့ပင်လယ်ရေတွေကိုပင်လယ်ထဲကိုပြန်ဆုံးထုတ်လိုက်တယ်ပေါ့နော် ဒီဒေတာစင်တာကနေထွက်လာတဲ့အပူကို အနီးအနားမှာရှိတဲ့ရုံးခန်းတွေလူနေအိမ်တွေအဲ့ဒါတွေကိုနှွေးအောင်လို့ပြန်ဖြန့်ပေးတယ်။အဲဆိုတော့တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။ Start Campus ရဲ့ Sign Data Center ဆိုလို့ရှိရင်လည်းပင်လယ်ရေကနေပြီးတော့ရတဲ့အေးအေးဓာတ်ကိုအပူဖလှယ်တဲ့စနစ်တွေကနေတဆင့်လေအေးပေးခန်းတွေမှာ Cooling System အနေနဲ့ပြန်သုံးတာ။အဲ့ဒီကနေပြီးတော့ပြန်ထွက်လာတဲ့ရေတွေကိုသူက Liquid Cooling အတွက်ပြန်ထုတ်ထားတဲ့ Dual Reuse နည်းလမ်းကိုသုံးထားတယ်။ ဆိုတော့လက်စစ်တပ်အားတွေအများကြီးတုံးသွားတဲ့ဒီပုံမှန်ဒီချစ်လာစနစ်တွေလိုမျိုးစွန့်ရင်နေအများကြီးတုံးစီရမလိုဘဲနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကိုအများကြီးလျှော့ချနိုင်တယ်ဝါတာနျူထရယ်လည်းဖြစ်တယ်ဆိုလိုရာကပင်လယ်ထဲကနေယူလိုက်တဲ့ရေနဲ့ပြန်ထုတ်ပေးလိုက်တဲ့ရေနဲ့ကအတူတူပဲပင်လယ်ရေနဲ့အေးအေးပေးတဲ့စနစ်တွေလုံကြတဲ့ဒီ project တွေကတော်တော်လေးကြီးရယ်ပေါ့နော်2030ခုနှစ်မှာစုစုပေါင်း1.2 gigawatt အထိသုံးတဲ့ data center တစ်ခု ဖြစ်လာဖို့ရှိတယ်။ယူရိုမှာအကြီးဆုံးနဲ့ကြာရှည်ခံဆုံးပေါ့နော်100% renewable energy ကိုသုံးတဲ့ data center ဖြစ်ဖို့သူတို့ရည်မှန်းထားတယ်။ဒါကပြောမယ်ဆိုထင်ရှားတဲ့ဟာတွေပဲပြောထားတာပေါ့နော်။တခြားလုပ်နေတဲ့ project တွေလည်းတော့အများကြီးရှိတာပေါ့။အာအကုန်လုံးကိုတော့ကျွန်တော် ပြောတာတော့ cover ဖြစ်ချင်မှာဖြစ်မှာပေါ့သိရမလား။ Notable ဖြစ်တာတွေပဲပြောထားတာဗျာ။ ပြီးတော့နောက်ထပ်ရေသက်တာတဲ့နီလန်တလန်းက close loop system တွေတုံးတာရေတွေကိုပိုက်တွေထဲမှာပဲထိန်းထားပြီးတော့ရေငွေ့မပြန်အောင်လို့ထိန်းသိမ်းတဲ့ပုံစံပြောမယ်ဆိုကျွန်တော်တို့ကွန်ပျူတာတွေမှာ AI ကို water cooling ဘာညာလုပ်တဲ့ဟာတွေအဲအဲ့ဒါတွေက close loop system တွေလို့ခေါ်တယ်ဒီကောင်တွေကရေဆုံးရှုံးမှုနည်းပြီးတော့ထက်ခါတက်ခါပြန်တုံးလို့ရတယ် close loop system နေတုံးတာကတစ်နှစ်ကို data center တစ်ခုအတွက်ရေကာလန်ပေါင်း125သန်းကျော်လောက်တက်တာမယ်လို့ပြောတယ် ဒါပေမဲ့ close loop system သုံးတိုင်းသူကရေလုံးဝမဆုံးရှုံးဘူးတော့လေမဟုတ်ပြန်ဘူးရေတွေက mineral တွေစုလိုက်ရင်အဲ့ဒီရေတွေကိုထုတ်ပြီးတော့အစ်စ်ပြန်ဖြည့်ဖို့လိုတာမျိုးရှိတယ်နော်တက်ဆင်ရတာထိမ့်သိမ့်ရတာအဲ့ဒီမှာကုန်ကျစရိတ်များတယ် maintenance cost များတယ် Microsoft က zero water evaporation design ဆိုပြီးတော့ data center design အစ်စ်ကို2024မှာစလုပ်နေတာရှိတယ်သူက server တွေနဲ့ဒီ chiller တွေနဲ့ဂျားထဲမှာရေကိုပြန်လေပတ်ပြီးတော့ရေအစ်စ်ပြန်ဖြည့်စရာမလိုဘဲနဲ့အပူကိုဖယ်ရှားပြီးတဲ့စနစ်မျိုးကိုသုံးတယ် Phoenix, Arizona, Mount Pleasant, Wisconsin အဲဒီကဒီ data center တွေမှာရေငွေ့ပြန်ပြီးတော့ဆုံးရှုံးမှုတိတ်မရှိတဲ့ close loop system တွေကို2026မှာစသုံးမယ်လို့သူတို့မျှော်လင့်ထားတယ်။အဲ့လိုမျိုး close loop system တွေမှာဒီ DDC နဲ့ immersion cooling လိုမျိုးနည်းပညာတွေကိုသုံးထားတယ်။ DDC ရဲ့အခြေအောက်ကသူက direct to chip လို့ပြောတာ။ဒီကောင်က အပူကိုအဓိကထုတ်တဲ့ CPU တို့ GPU တို့အဲ့လို chip တွေစီကိုရေအေးတွေကိုထိုက်ရိုက်ပို့ပြီးတော့ cooling လုပ်တာ immersion cooling ဆိုတာကကြတော့နာမည်တွေအတိုင်းပဲသူက server တွေကိုလျက်မကူးတဲ့အရေတမျိုးထဲမှာနှစ်ပြီးတော့အပူကိုရှော့ချတာဒီလိုမျိုး liquid နဲ့ cooling လောက်တာ air cooling လောက်တာထက်စားလို့ရှိရင်အများကြီးပိုကောင်းတယ်ပါဝါစားနှုံးလဲအများကြီးပိုတက်တာတယ် server တွေကိုနေရာချင်းချင်းထဲမှာပုံများများထည့်နိုင်တယ်ပုံများများထည့်နိုင်တော့ပိုဆန့်တယ်ပိုဆန့်တော့ warehouse ကြီးတွေမလိုတော့ဘူးဆိုတော့မြေနေရာအများကြီးမစားတော့ဘူးသူတို့အတွက်အကုန်ကြစီတက်တာတယ် Samsung CNT Group ဆိုလို့ရှိရင်လည်းဒီလိုမျိုးရေထဲမှာလုံးဝနှစ်ထားပြီးတော့ အေးအေးခံတဲ့ system မျိုးကို develop လုပ်နေပြီးတော့ဒီနီလန်းကလေကိုသုံးပြီးတော့အေးအေးခံတာထက်80ရာခိုင်နှုန်းလောက် power စားဖို့တက်တာတယ်လို့ပြောတယ်။ဒါပေမဲ့သူကလုံးဝကြီး safe ဖြစ်တာမျိုးတော့လည်းမဟုတ်ပြန်ဘူး။ immersion လုပ်ဖို့အတွက်ကဈေးအရင်ကြီးတယ်။ရေအောက်ထဲကိုနှစ်ထားတာဆိုတော့သူက hardware update တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်ဘာလို့လုပ်မလဲ။ရေအောက်ထဲတော့လုပ်အောင်ပါပေါ့။တော့တင်မလားခက်တယ်ဗျာ။အခက်မသိရင်ရေယိုတာမျိုးပါမျိုးအဲ့ဒါမျိုးတွေပါဖြစ်တတ်တယ်။ဆိုတော့ရေကိုခြွေတာဖို့အတွက်ကမလုပ်နေတာမဟုတ်ဘူး။လုပ်တော့လုပ်နေကြတယ်။ဒါပေမဲ့အဲ့လိုလုံနေတာတွေက အခုထိတော့သူကအ ਨੇ စုပဲအများစုကဒီတိုင်းပဲမြန်မာလူတွေကြီးပဲကြိတ်နေကြတာဗျာကျုံနေကြတာဆိုတော့ပဝန်းကျင်ကိုဖြစ်ချင်တာဖြစ်မောင်ဘတ်ချစ်ပဲသူတို့ကုံကြစည်တက်တာဘုရားအဓိကပဲဆိုတော့အနေထားတစ်ခုဖြစ်နေတာပေါ့ဆိုတော့ပဝန်းကျင်ထိခိုက်မှုများတယ်ပဝန်းကျင်ကိုထိန်းသိမ်းနေတဲ့သူတွေအတွက်ဒါဒါခေါင်းကိုက်စရာတစ်ခုဖြစ်လာတယ်ပေါ့တိရတိုင်းမဲ့အနာဂတ်မှာ AI ရဲ့လိုအပ်ချက်ကဒမန်းကဘလို့မှနေသွားဖို့ရှိမှာမဟုတ်ဘူးနော် cloud computing ဘိုင်းမှာလည်းလိုအပ်ချက်တွေကရော့သွားမှာမဟုတ်ဘူး data တွေကလည်းများတဲ့များလာမှာဆိုတော့ ဒီကထွက်တဲ့အပူတွေကိုထိန်းနိုင်ဖို့အတွက်တော်တော်လေးကောင်းတဲ့ cooling နည်းပညာတစ်ခုကတေချာပေါက်လိုမှာပဲအခုလက်ရှိမှာကြတော့ power ပို့သုံးပါလားရေကိုပို့သုံးပါလားအဲ့ဒါကိုရွေးနေတဲ့အချိန်မှာ power ကလည်းလိုသလောက်မထုတ်နိုင်ဘူးထုတ်ဖို့ကလည်းဈေးအရန်ကြီးတယ်ဆိုတော့အလကားရတဲ့ရေကိုပဲအဓိကသုံးနေကြတာတကယ်ဆိုလို့ရှိရင်ရေကအလကားရတယ်လို့သာပြောပါတယ်သူက infinite resource မဟုတ်ဘူး finite resource ထဲမှာပါတယ်ဆိုတော့အလကားရတိုင်းရေကိုဖော့ဖော့တီတီသုံးနေလို့ကလည်းမဖြစ်ပြန်ဘူး ီတိုင်းဆက်သုံးနေလို့ရှိရင်မကြခင်မှာကမ္ဘာနေရာတော်တော်များများမှာမြေရောက်ရေရှားပါတဲ့ပြဿနာတွေဖြစ်လာလိမ့်မယ်။ဒီတော့အနာဂတ်မှာ energy efficient ဖြစ်မဲ့နီလန်ရေကြိုသုံးစွမ်းမှုတက်နိုင်သမျှလျှော့ချနိုင်မဲ့နီလန်ပတ်ဝန်းကျင်ကိုမထိခိုက်မဲ့နီလန်အဲ့ဒါတွေအများကြီးသုံးဖို့လိုတယ်။ဒါမဲ့ပြဿနာကနိုင်ငံတော်တော်များများက data center ဆောက်မယ်ဆိုလို့ရှိရင် data center တွေစီကနေပြီးပြန်ရမယ့်အခွန်ပမာဏကတော်များတယ်ရာဆိုတော့ money money လေးတည်ရမလား money ရှိပြီဆိုလို့ရှိရင်အစင်ပြေပြီပဲ။ဘာဖြစ်ဖြစ်ကွာအဲ့ကိစ္စတွေနောက်မှရှင်း နောက်ဖြစ်မှနောက်ရှင်းသိရမလားအဲအဲ့လိုမျိုးလုပ်လိုက်ပြီးတော့ဘာဖြစ်ဖြစ် data center ကိုအရင်ဆုံးစောက်ခွင့်ပေးတာများတယ်ပေါ့နော်အစိုးရတွေစီကပါမိစိမ့်ပြထားပြီဆိုလို့ရှိရင်ကြတော့ဒနာရှင်တွေဘက်ကလည်းစိတ်ကြိုက်ကျုံလို့ရနေတာပေါ့ဆိုတော့လောလောဆယ်တော့ဟိုနားနေနေဒီနားနေနေပတ်ဝန်းကျင်ကိုမထိခိုက်ဖဲနဲ့ကုလင်းလုံးလို့ရမယ့်နီလန်းနေစမ်းတက်နေပါတယ်ဘာညာပြောနေတာမျိုးတွေရှိတယ်ဒါပေမဲ့တကယ် giant နေမဟုတ်เนาะတော်ယုံတော်ယုံ organization တွေတွေကကြတော့ပတ်ဝန်းကျင်ကိုမထိခိုက်အောင်လောက်ထိကသူတို့မစဉ်းစားကြပါဘူး US နဲ့ China ကြားထဲမှာ အားပြိုင်နေတဲ့ AI race ကလည်းရှိနေသေးတာဆိုတော့သိရမလားအဲ့ဒါသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုရေထက်အများကြီးပိုပြီးအရေးကြီးတဲ့အနေအထားမှာရှိနေတယ်ပြီးတော့အခုအချိန်ထိကျွန်တော်တို့ပြောနေတာတွေကရေကို cooling အတွက်သုံးတဲ့ကိစ္စမှာပဲပြောနေတာတကယ်တမ်းကရေက AI data center တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဒီလျှက်စစ်တဲ့အားထုတ်လုပ်တဲ့နေရာမှာလည်းအများကြီးကုန်နေတာတွေရှိသေးတယ်စဉ်းစားကြည့်လိုက်လို့ရှိရင် data center တွေမှာရေချွေတာခြင်းလို့ air base cooling သုံးတဲ့အခါမျိုးမှာလျှက်စစ်တဲ့အားအများကြီးပိုကုန်သွားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒီအတွက်လျှက်စစ်တဲ့အားထုတ်တာက ဒဲအပိစက်ယုံနေမှာရေသုံးဆွဲမှုကိုအများကြီးပို့ပြီးတော့များသွားစေနိုင်တယ်ဆိုတော့ဒီမှာရေနဲ့ကူလင်းမလုပ်ဘဲလေနဲ့ကူလင်းလုပ်ပါမယ်ဆိုလဲရေက indirect နည်းနဲ့ကုန်မှာပဲဆိုတော့ဒီလက်စစ်တက်အားကိုရေနံတဘာဝဓာတ်ငွေ့နော်ရုပ်စွာအဆုံး nuclear power plant နဲ့ထုတ်ရင်တောင်မှရေကအများကြီးကုန်နေတယ်ပြန်တွက်ကြည့်လိုက်ရင်ဒီ AI data center တွေရဲ့ resource သုံးဆွဲမှုကတော်တော်လေးကြောက်စရာကောင်းလားဒါ cooling တွေပဲရှိသေးတာနော် computing မှာလက်စစ်လိုအပ်ချက်အတွက်သုံးရတဲ့ resource တွေဆိုရင်ပိုတော့များသေးတယ်အဲ့ဒါကတော့ ပြောရင်အရန်ရှုပ်သွားလိမ့်မယ်ဒီဗီဒီယိုမှာမပြောတော့ဘူးနောက်ထပ်တစ်ပုတ်တည်းတက်တက်ထက်လာမယ်ဆိုတော့အဆုံးသက်အနေနဲ့ပြောရရင်ခင်ဗျားတို့ကပဝင်းကျင်ကိုအလေးထားတဲ့သူဆိုလို့ရှိရင် AI ကိုအလကားရတိုင်းပောက်တက်ကြရတွေရှောက်မမေးနဲ့နော်ပုံတွေရှောက်ထုတ်ခိုင်းတာတွေပါတွေလုံနေပြောမင်းသာပြောတာပါမလုံနေပြောတဲ့လုံကြမှာပဲဒါ theoretically မလုံနေလို့ပြောတာဗျာသိရမလားလူတယောက်ကဒါမျိုးလုပ်လို့မသိတာဘူးထင်ရပေမဲ့လူတန်းပေါင်းများစွာဒါမျိုးဝိုင်းလုပ်တဲ့အခါကျတော့တိတော့တိတာရယ်ဗျအဲ့ဒီ resource ကြီးကတော့လေးနှမျောစီကတော့ကောင်းတယ် ဆိုတော့ခမရတို့ရောเนาะဒီ AI ငါဘလောက်ရေတောက်ကြမ်းလဲဆိုတဲ့ကိစ္စကိုအရင်ကရောအဝဲဖြစ်သလားဒါမှမဟုတ်အခုမှကြားဘူးလားလားအခုမှစပြီးတော့အဝဲစဖြစ်တာလားဘလို့ရောမြင်တယ်လဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်နောက်နေ့မှတွေ့တာပေါ့